ုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့တောင်ကိုရီးယားရဲ့ဆယ်စုနှစ်တခုအတွင်းအကြီးဆုံးစေရေးပြခံတာကျင်းပတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဆယ်စုနှစ်တခုအတွင်းတောင်ကိုရီးယားရဲ့အကြီးဆုံးစီးပွားအခမ်းအနားကိုအောက်တိုဘာလ၁ရက်နေ့ဒီကနေ့မှာကျင်းပပြုလုပ်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေအရသိရပါဗျ။စိုးတောင်ပိုင်းရှိလေတပ်စခန်းမှာပြုလုပ်တဲ့အဲဒီစီးပွားအခမ်းအနားမှာတပ်ဖွဲ့ဝင်၁၁,၀၀၀ခန်းနဲ့လေယာဉ်အဆင့်၁၂၀ပါဝင်ပါတယ်။ ဒါအပြင်မြောက်ကိုရီးယားကိုထိုးစစ်ဆင်တိုက်ခိုက်နိုင်တဲ့နယူထိပ်ဘူးတပ်တုံးကြီးတစ်စင်းအပါအဝင်တောင်ကိုရီးယားစစ်တပ်ရဲ့အဆင့်မြင့်ဆုံးလက်နက်တွေကိုလည်းပြသခဲ့ပါတယ်။တောင်ကိုရီးယားရဲ့ပထမဆုံးအမျိုးသမီးသမရပက်ကွမ်ဟီကကိုရီးယားကျွမ်းဆွေအချင်းလေးဟာအရန်ကိုစိုးရင်ပွဲဖြစ်နေပြီးမြောက်ကိုရီးယားကနယူကလ িয়ার လက်နက်တီထွင်မှုအဆင့်မြင့်တင်မှုတွေကိုဆက်လက်လှုံ့ဆော်နေပါတယ်။ဒါကြောင့်တောင်ကိုရီးယားမှာကာကွယ်ရေးအင်အားကိုမြင့်တင်မှုကလွဲပြီးရွေးချယ်စရာမရှိပါဘူးလို့ပြောကြားခဲ့ပါတယ်။ ဒါအပြင်စစ်တပ်ရဲ့ရည်ရွယ်ချက်အစမှန်ဟာစစ်တိုက်ဖို့မဟုတ်ဘဲကာကွယ်ဖို့လို့ယုံကြည်ကြောင်းလည်းဆက်လက်ပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားဟာမြောက်ကိုရီးယားရဲ့တိုက်ခိုက်မှုကိုဟန်တားနိုင်မဲ့ဒုံးခွင်းစနစ်တွေကိုတီထွင်နေတယ်လို့သိရပါတယ်။စီးရေးပြအခမ်းအနားတွင်ပြသခဲ့တဲ့လက်နက်တွေနဲ့ He on Mu 3 New ထိပ်ဖူးတပ်ဒုံးကြီးလည်းပါဝင်ပါတယ်။မြောက်ကိုရီးယားကတတိယကြိမ်မြောက်နယူးစမ်းသပ်မှုကို February 12ရက်နေ့မှာပြုလုပ်ပြီးနောက်၂ရက်အကြာတောင်ကိုရီးယားကအဆိုပါဒုံးကျည်ရဲ့ဆွေးရည်တွေကြောင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီခန္ဓာကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးချက်စ်ဟေဂဲကဧည့်သည်ဖြစ်တက်ရောက်ခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့နျူကလ িয়ার ချင်းချောင်းမှုကြီးထွက်လာမှုအခြေအနေမှာအမေရိကန်နဲ့တောင်ကိုရီးယားပူးပေါင်းတပ်ဖွဲ့တွေကိုတိုးမြှင့်မှုတောင်ကိုရီးယားကတောင်းဆိုနေပါတယ်။အဲ့ဒီတပ်ဖွဲ့တွေကို2015ခုနှစ်မှာတောင်ကိုရီးယားကလွှဲပြောင်းယူဖို့စီစဉ်ထားပေမဲ့ပြင်ဆင်ချိန်ထပ်မံလိုအပ်တယ်လို့ကာကွယ်ရေးမူဝါဒရေးဆွဲသူတွေကပြောကြားခဲ့ပါတယ်။ အဲဒီကိစ္စရနဲ့ပတ်သက်ပြီးဟေဂန်နဲ့တောင်ကိုရီးယားကာကွယ်ဝင်ကြီးကင်ကန်ဂျင်တို့ဟာအော်တိုဘာလ၂ရက်နေ့မနက်ခင်းမှာတွေ့ဆုံဆွေးနွေးသွားမယ်လို့သိရပါပါတယ်ရှင်။